မှန်တို့တကြအငွေတက်တယ်မရှိတော့ဘူးပေါ့နော်အာစိတ်မကောင်းဖြစ်ကြတယ်ထတ်တူခံစားကြတယ်ဝမ်းနေကြတယ်ဒီမှာလာပါနားပါမဟုတ်လုံးရေပေါ်ရေစားကြဒီတကြံတွင်းလေးမှာဒီလိုဥမာပေါ့ဝိုင်းဝန်းပြီးတော့မဟုတ်လုံးရေပေါ်လုံနာလေးတွေပါလေးတွေပျော်စရာကောင်းတယ်ပေါ့ဆိုတော့ပီတိလေးပေါ့နော်ဆိုအားလုံးနဲ့လဲဒါတိုက်တိုက်ဝန်းဝန်းလဲဖြစ်အောင်ဒါတကြံရဲ့အငွေ့တက်ကလေးတွေလဲရှိအောင်လို့ဆိုတော့မမတော့ဒါနောက်ဆုံးရက်ကလေးမှာမဟုတ်လုံးရေပေါ်လေးကျွေးတဲ့သဘောမျိုးပါပဲကြည်စားသလား တောင်စိုးနဲ့ချီစားတယ်။မညနေပိုင်းလေးပေါ့နော်ညနေပိုင်းလေးဒါမလုံးရေပေါ်လေးကျွေးမယ်ဆိုတာဒါညမတွေကိုလမ်းပြီးကဲမလုံးစောကျွေးမှုလာစားဆိုပြီးတော့ဒါဟိုပါပေါ့ဒါဟိုအမတ်တမဲကြီးအင်တာဗျူးတာတော့မဟုတ်ဘူးပေါ့လေဒါပေမဲ့လည်းဒါမလုံးရေပေါ်လေးကိုအလှူလေးကိုစားစီခြင်းနဲ့ပေါ့ပထမတော့စဉ်းစားတာပေါ့နော်ဒီဒီနောက်ဆုံးနေလေးကိုပမာလို့ဘာလှူရင်ကောင်းမလဲပေါ့မရွှေရင်အေးပဲပြန်တိုက်မှာလားပါလားဆိုတော့ဒါပေမဲ့တကယ်ကြမ်းစဉ်းစားကြည့်တော့ မြများမြောက်တိုင်မင်တာကကြတော့ဒါမုတ်လုံးရေပေါ်ဆိုတာတကြံပဲလှူလို့အဆင်ပြေတာတကြံမှာပဲဒီမြမရိုးရာဒီမုတ်လုံးရေပေါ်လေးကလှုပ်ရတာဆိုတော့ကဲမထူးမုတ်လုံးရေပဲပဲတို့တွေလုံးကြမယ်ပေါ့နော်ဆိုတော့ဒီနာကပဝင်းချင်းကလူတွေအများကြီးတော့မဟုတ်ဘူးပေါ့ပမာတို့ဒီဒါရှင်နေစီကံလန်းရက်မိရက်ဖာတွေပေါ့နော်ဒါကလေးတွေပေါ့ဒါတို့တို့အတွက်ညနေစောင်းလေးကိုတော့ကျွေးပြစ်မယ်ဆိုပြီးတော့လှုပ်ထားတာဟုတ် ဒီရိတ်မှလာပါနားပါမုံလုံးရေပေါ်ရစားကြမြူတီပါရင်ကြာရင်မနေ့ကတော့လူ150တာ150တာမဟုတ်သူ100တာတယ်လေရွှေရင်ကအမမအကြနေရအကြနေရလို့လူ100တာလူ100တာလူ100တာလေးပဲနည်းနည်းလေးပဲအဲအဲ့လိုလေးပေါ့ဒါဒီနေ့ကတော့မပန်တော့ဒါ150 200လောက်ရှိမှာပေါ့မမတို့မုံလုံးရေပေါ်ကကြတော့လူအင်အားနဲ့လဲတာပျော်စရာပေါ့နော်အမှန်တကယ်ကတော့ ဒီတကြံတွင်းလေးမှာဒီလိုဥမာပေါ့ဝိုင်းဝန်းပြီးတော့မလုံးရေပေါ့လုံနာလေးတွေပါလေးတွေပျော်စရာကောင်းတယ်ပေါ့ဆိုတော့ပီတိလေးပေါ့နော်ဆိုအားလုံးနဲ့လည်းဒါတိုက်တိုက်ဝုံဝုံလည်းဖြစ်အောင်ဒါတကြံရဲ့အငွေ့အသက်ကလေးလည်းရှိအောင်လို့ပေါ့ဆမမတော့ဒါနောက်ဆုံးရက်ကလေးမှာမုံလုံးရေပေါ်လေးကျွေးတဲ့သဘောမျိုးပါပဲဟုတ် ကိုရရပါခန်းစားချက်ရှိတယ်ဆိုပမာန်တို့တကြံအငွေတက်တည်းမရှိတော့ဘူးပေါ့နော်တကြံပျော်စရာပေါ့ပျော်စရာရဲ့လို့မဟုတ်ဘူးပေါ့မြမရိုးရအတာတကြံဝေဖန်တို့ကဒီနှစ်မှာမလုတ်ဖြစ်ကြတော့တာပေါ့မလုတ်ဖြစ်ကြတာပမာန်တို့ဆိုလဲတာအဲတချင်းဆိုဖို့အတွက်ဆိုရင်ပမာန်တို့ဒါမြမလေးနင်းနင်းတို့ကဆေးရန်နေဆိုတဝက်လောက်ကိုပေးထားဒါပေမဲ့ မန်တတ်မလုံဖြစ်ဘူးပေါ့မလုံဖြစ်ဘူးဆိုတာလည်းဒါဘလို့ပဲဖြစ်ဖြစ်မမတော့ကဒါတဘာဝဘေးရန်ကြီးရဲ့ဂျုံရတဲ့အချိန်မှာအားလုံးကအာစိတ်မကောင်းဖြစ်ကြရဲထတ်တူခံစားကြရဲဝမ်းနေကြရဲပေါ့နော်ဆိုမမဆိုလည်းဒါမတည်လို့ဒါပြန်ရောက်လာပြန်ရောက်လာဆိုတော့အဲ့လိုလှုပ်တဲ့အထဲမှာကိုလည်းပါသွားတာပေါ့ဒါပေမဲ့မတည်လို့ကိုပြန်ရောက်လာတဲ့ခါကျတော့ဟိုစိတ်ချမ်းမှဘလို့လဲဆိုကိုမိသားစုလေးကိုပူတံမိုးထားတတ်သွားတယ်ဟိုရှိတဲ့အချိန်မှာလေချစ်ချစ်ခင်ခင်လေးနဲ့ အဲအဲ့လိုပေါ့စီစီလုံးလုံးလေးနဲ့အဲ့လိုအေးအေးချမ်းချမ်းလေးပဲဖြတ်တန်းခြင်းနဲ့စိတ်ကလေးတွေဖြစ်သွားတယ်ဒါအဲ့ဒါလေးကတော့ရှင်ထဲမှာဒီဒီဘေးရန်တရားကြီးဖြစ်တဲ့အချိန်မှာကိုခံစားလိုက်ရတဲ့ခံစားချက်ပေါ့နော်အော်ငါမတည်ပါလားဆိုတဲ့ဟာလေးတစ်ခုပါလေနောက်တစ်ခုကအဲ့လိုမျိုးပေါ့ဒီဖြစ်တဲ့အချိန်မှာ ကိုကိုတိလိုက်တာတည်ဖို့အတွက်စဉ်းသိမဖြစ်သေးဘူးအဲ့ဒါဆိုလေကြောက်စိတ်ပဲရှိရတယ် ဖျားတရားတွေယွတ်နေတယ်ဖတ်နေတယ်ပြောနေတာပြောတာတကယ်တကယ်တမ်းတီဘေးနဲ့ဂျုံနဲ့ချိန်ကြတော့တကယ်တကယ်တမ်းကိုခံစားရတာဒီទីလိုက်တာဒီကိုတီးဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးကျွန်မတို့အများကြီးကြင်ကြင်အောင်မယ်အားထုတ်ရအောင်မယ်ပေါ့နော်မမတီးလိုက်တာလေးပေါ့အတိလေးရလိုက်တာလေးပေါ့အဲ့ဒါလေးပေါ့နော်အဲ့ဒါလေးကတော့အမျက်ထွက်သွားပေါ့ဟဲဟဲငါငါကြောက်တဲ့စိတ်ပဲရှိတာလေလူတိုင်းကဒီစိတ်နဲ့ပဲ ဖြစ်ဖြစ်ခဲ့ကြတာဟုတ်တယ်လားမထင်ထားတဲ့ဘေးရန်တွေရေကြုံလိုက်တာအမှတ်တမဲ့ကြုံလိုက်တာဆိုတော့လေဒါလူတိုင်းဖြစ်လိုက်တဲ့ဟာလေးပေါ့နော်အဘောကုတူပေါ့မိရဲ့ကိုတေသွားရဲ့ဒီကုတူလေးတွေပဲကိုနောက်ပါမှာအကြီးကြီးကားကြီးပါပါ နော်အဲ့ဒါကြောင့်စိတ်ထဲမှာအဲ့လိုပီတိလေးပါဟုတ်ကိုလည်းချစ်တတ်သွားပြီ